အသေးကျမရေးကောင်းဖို့အတွက်အရေးဝအောင်အိပ်ဖို့အလွန်အရေးကြီးပါတယ်။အရေးမဝခြင်းဟာအသေးကိုထိခိုက်စေနိုင်ပြီးတော့အသေးရောဂါဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်။ယခုဗီဒီယိုမှာကတော့အသေးကျမဖို့အတွက်အရေးဝအောင်အိပ်ခြင်းရဲ့အရေးပါမှုတွေကိုဖော်ပြပေးလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ TDT Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။အသေးကျမဖို့အရေးဝအောင်အိပ်ခြင်းရဲ့အရေးပါမှုတွေကတော့ နံပါတ်၁အသည်းအစိတ်ထုတ်ခြင်းနဲ့ပြန်လည်ပြုပြင်ခြင်းအိပ်ပျော်နေစဉ်မှာအသည်းဟာနေစဉ်စုဆောင်းထားတဲ့အစိတ်တွေကိုဖယ်ရှားပြီးတော့ဆဲတွေကိုပြန်လည်ပြုပြင်ပေးပါတယ်။အရေးဝမှာဒီလုပ်ငန်းစဉ်ကပုံမှန်ထိရောက်မှာဖြစ်ပါတယ်။နံပါတ်2ကတော့ဇီဝကံမဖြစ်စဉ်ကိုထိန်းသိမ့်ပေးတာပါအသည်းကဂလူးကို့စ်လို့ခေါ်တဲ့တကြားဓာတ်နဲ့အဆီဓာတ်ကိုထိန်းသိမ့်ပေးပါတယ်အေးရမဝရင် အသည်းဒီလုံဆောင်ချက်တွေကိုထိခိုက်ပြီးတော့အသည်းအစီဘုံယောဂါဖြစ်နိုင်ခြေပုံမြင့်တက်လာပါတယ် ။နံပါတ်3ကတော့ဟော်မုန်းမြတ်မှုကိုထောက်ပံ့ပေးတာပါ။အေးရွားရင်အသည်းကအင်ဆူလင်နဲ့တခြားဟော်မုန်းတွေကိုထိန်းသိမ်းပေးတာကြောင့်စီးကျိုရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။နံပါတ်၄ကတော့အသေးရောဂါတွေကိုကောက်ွယ်ပေးတာပါ။လေးလာမှုတွေအရာအေးမဝခြင်းဟာအသေးရောဂါဖြစ်နိုင်ခြေကိုမြင့်တက်စေပြီးတော့အသေးရောင်ရောဂါအသေးစီဖုန်ခြင်းနဲ့အသေးတန့်ဆွေနိုင်စွမ်းကျဆင်းတာတွေကိုဖြစ်စေနိုင်ပါတယ်။ အရေးဝရင်ဒီယောဂါတွေဖြစ်နိုင်ခြေနေပြီးတော့အသေးကျမှမှုကိုထိမ့်သိမ့်နိုင်ပါတယ်။အချုပ်အနေနဲ့ကတော့အရေးမဝရင်အသေးအစိတ်ထုတ်နိုင်စွမ်းကြာဆင်းပြီးတော့အသေးအစီဖုံးတာအသေးရောင်တာဖြစ်နိုင်ခြေပိုများလာပါတယ်။ဒါအပြင်တကြားဓာတ်နဲ့အစီဓာတ်ကိုထိန်းသိမ်းမှုမမျှတတာကြောင့်စီးကြိုနဲ့ကိုယ်အလေးချိန်မြင့်တက်တာအဝလွန်နဲ့ပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။ဒါကြောင့်ဒီလိုပြဿနာတွေမဖြစ်အောင်လို့အရေးဝဝအိပ်ဖို့အရေးကြီးပါတယ်။အရေးဝအောင်အိပ်ဖို့အတွက် ညဝေပေးမယ်အချက်လေးတွေကိုလိုက်နာတက်ပါတယ်။နံပါတ်၁ကတော့ပုံမှန်အချိန်သတ်မှတ်ပါ။တညကို9နာရီကနေ9နာရီကြာအိပ်ဆက်ပါ။အချိန်မှန်အောင်ကြိုးစားရပါမယ်။နံပါတ်၂ကတော့အိပ်ရာမဝင်ခင် စိတ်ဖိစီးမှုလျှော့ချပါ။အိပ်ရာမဝင်ခင်စိတ်ငြိမ်အောင်တရားထိုင်တာ၊စာဖတ်တာ၊ပေါ်ပါတဲ့ဂီတသံတွေနားထောင်တာမျိုးတွေလုပ်သင့်ပါတယ်။ဖုန်းနဲ့ကွန်ပျူတာတွေကိုအိတ်ခန်ကြီးတနားကြီးအလိုမှာမသုံးသင့်ပါဘူး။ နံပါတ်3ကတော့အိယာဝင်ချိန်ကဖိန်းတက်ရှောင်းပါအိယာဝင်ခံနီး6နာရီအတွင်းမှာကော်ဖီလဖေးရည်တွေအချိုရည်တွေမတောက်သင့်ပါဘူးနံပါတ်4ကတော့အိယာဝင်ချိန်ညရင်အစာမစားပါနဲ့အိယာဝင်ခံနီး2နာရီ3နာရီအတွင်းမှာအစာမစားသင့်ပါဘူးနံပါတ်5ကတော့အိယာနဲ့ပတ်သက်ပြီးတော့ပတ်ဝန်းကျင်ကိုတတ်တောင့်တတ်တာဖြစ်အောင်ပြင်ဆင်ပါအိယာဝင်မဲ့အချိန်မှာအေဂျင့်နဲ့ပတ်ဝန်းကျင်ဖန်တီးပါအခန်းကိုမှောင်ပြီးအေးမြအောင်ထားပါစုညံတမ်းမရှိအောင်ခရုစိုက်ပါ ယခုဖော်ပြခဲ့တာတွေကတော့အသက်ကျန်းမာဖို့အတွက်အရေးဝဝအိတ်ချင်းရဲ့အရေးပါမှုတွေကိုဖော်ပြပေးတာပဲဖြစ်ပါတယ်။အားလုံးပဲအသက်ရောဂါကင်းဝေးပြီးတော့ကျန်းမာချမ်းသာအသက်ရှိကြပါစေရှင်။